Hello ဒီနေ့မှာတော့မြန်လေးကဟန်နဝင်းစမ်းကြောင်းထဲမှာရှိရယ်စိုင်းလေးတဲကမှာအရင်အရင်သဘောကျမိရယ်စိုင်းလေးတစ်ဆိုင်ကိုပြောပြပေးပါမယ်။ဒီစိုင်းလေးကတော့ဖောင်ပောင်ဆိုတဲ့တရုတ်စိုင်းလေးပေါ့နော်။ဒီစိုင်းမှာဆိုရင် Chinese Taiping မောင်းတွေအသားခင်တွေဝတ်သားကောင်းကျင်းတုပ်တွေအပြင်မြန်လေးအရင်အရင်စားကြည့်ခြင်းနဲ့ Chinese Burger ရတဲ့စိုင်းလေးပါ။ ဒါကတော့မြလေးမှာထားတာလေးတွေပါမြလေးကတော့ထမင်းပေါင်းကိုအခေါအသားနဲ့အပြင်အသားခင်ထမင်းပေါင်းလေးပါမှာလိုက်ပါတယ်သူ့ထမင်းပေါင်းလေးကအနံ့လေးကမှွေးပြီးတော့အသီးရွက်တွေအပြင်ပဲငပြိုင်ရေခရုစီနိုင်နိုင်လေးနဲ့လှုပ်ထားတာပေါ့နော်အခေါလေးဆိုလို့ရှိရင်လည်းဝါလိုက်တာနဲ့ကျွတ်ကျွတ်မွမွလေးနဲ့အသားပါတာလေးကလည်းများပြီးတော့မြလေးလိုအစာကြီးတဲ့သူတော့တပွဲကိုတော်တော်လေးစားလိုက်ရတယ်ပေါ့နော် င်းပေါင်းထဲမှာပါတဲ့အခေါက်အသားဂင်ကိုအရန်ကြိုက်လို့သူ့ကြီးပဲတည်တံတဲ့ဘက်ထပ်မာပြီးတော့ထပ်စားခဲ့ပါသေးတယ်။နောက်တစ်ချက်ကတော့သူဆိုင်ကပေးတဲ့ဟင်းရည်ကလုံးဝအသက်မျက်လေးဆိုစားပြီးနည်းနည်းလေးဤသလိုဖြစ်နေတာနဲ့သူဟင်းရည်တစုံတောက်ချလိုက်တာဝိုးလုံးဝပွင့်ထွက်ပြီးတော့ချင်းချင်းဆက်ဆက်လေးနဲ့အီအီပြေချက်ပဲပေါ့နော်ဝတ်သားကောင်ကျင်တို့ကလည်းကောင်ကျင်သားစီစီလေးနဲ့အသားတွေလည်းများတယ်ဝတ်သားကောင်ကျင်တို့ကြိုက်တဲ့သူဆိုလို့ရှိရင်စားကိုစားကြည့်တဲ့နဲ့မျက်လေးဆိုနောက်တစ်ခေါက်ဒီဆိုင်လိုက်ထက်ကိုစားကြည့်မဲ့အထက်မှာပါတယ်ပေါ့နော် ောက်တစ်ခုကတော့မျက်လေးအယမ်းအယမ်းစားခြင်းနေတယ်။ဟာ TikTok မှာတွေ့နေရပေါ့နော် Chinese burger ပါ။သူကတရုတ်ရိုးရာအသားညက်ပေါင်းမို့လို့လည်းခေါ်ရပေါ့နော်။မန်ထိုလိုအသားကျစ်ကျစ်လေးထဲမှာအသားနှုတ်နှုတ်ဆင်းထားတာလေးတွေကိုထည့်ညက်ပြီးတော့လုပ်ပေးထားတာပါ။အာဒါလေးကလေတော်တော်လေးစားကောင်းတယ်။ဒါပေမဲ့နည်းနည်းလေးတော့ဤတယ်။မျက်လေးကတော့ကြိုက်တဲ့ထင်မှာတော့ပါတယ်ပေါ့နော်။အဲ့တော့စမ်းချောင်းမှာဘာစားမှန်းမသိတဲ့သူတွေအတွက်ဟန်နာဝေစမ်းချောင်းတွေကစိုင်လေးတွေကိုသွားပြီးတော့မြည်စမ်းကြည့်ဖို့အတွက်လည်းမျက်လေးကဖိတ်ခေါ်ပေးလိုက်ပါတယ်။